စစ်ထားတာဖြစ်တယ်ဒီမှာဝန်ထဲစိတ်ချရကိုယ်ဝန်ထဲစိတ်ချရပဲမဒီသူများလာတဲ့ဧည့်သည်တို့ကင်နေတဲ့ဒီဟာတွေကလည်းစိတ်ချရအောင်ပါအဲ့ဒါကိုလည်းသူတို့သိအောင်လို့ဆိုတိတိကျကျပို့သက်ဆက်တဲ့ယူရက်ဟာဟိုပါမစတခြားပြောတယ်မိုးလင်းလာတဲ့ဓာတ်တွေအကုန်လုံးပို့သက်ပြီးသားဖြစ်ရမယ်ဧည့်သည်တွေမှာလာပြီဆိုတော့မှအကုန်လုံးစဉ်းသင်းပြရဒီဧည့်သည်တယောက်ပြန်ပြီးနောက်တယောက်ကိုကင်မယ်ဆိုတော့တယောက်ကအားရနဲ့သွားပြီးတော့ရက်ပြန်နဲ့ဖျန်းပြီးပို့အမြန်တက်ပြီးတက်ပေးထားတယ်အဲ့ချိန်မှာမတော့စခွက်ထည့်တယ်သူဘလောက်တန်တဲ့လုံမှာလဲဂျေပါစိန်မှာလားအဲ့ဒါဆို product ထည့်နေအဲ့ချိန်မှာဧည့်သည်အပူတောက်မလားအေးတောက်မလားမေးမယ်အဲ့ဒါ service ပဲလေ ဟုတ်တယ်မလားဧည့်သည်ကိုမေးလိုက်တဲ့အချိန်မှာဧည့်သည်ကိုဘာလုပ်မလဲထိုင်နေတဲ့အချိန်မှာစာအုပ်ပေးဖတ်ထားမယ်ဒါမှမဟုတ် wifi သုံးနေလဲဆို wifi ကိုမိုက်ဒိုလန်နေကြလား wifi လေးချိန်ပေးရမလားစာပစ်တင်နေအောင်တက်တက်မှပေးတော်ပေးတာတက်တက်တော်ပေးတာဝင်လာတယ်ဝင်လာတဲ့တမ်းပြီးတော့သူ့ကိုကြွားလေးဘာလေးကင်ပြီးတော့တမ်းဖြတ်မှာမဟုတ်တာဧည့်သည်ဝင်လာရင်မတက်ကြည့်မထိုင်နိုင်မယ်နဲ့ကျိုးကကြတော့ဧည့်သည်ကစာပစ် ယူမှာမဟုတ်ဘူးလာမေးတာအားနာအထက်မွေမလုတ်ပဲနဲ့သူတို့ပြုစုတာမကြိုက်ဘူးအဲ့ဒါဆိုရတယ်မလုတ်မှာမို့ဆိုလေရတယ်ညီမလေးမလုတ်လဲရတယ်ဈေးလေးတိကျနေမှာတရားရှင်းပြပေးခြင်းလို့ထိုင်တော့ညီမလေးအဲ့လိုမျိုးလေးလို့ပြောအသေးတိုင်းကြီးလို့ဆွဲခေါ်တာမျိုးလည်းမဟုတ်အောင်သူတို့အတွက်ပေါ့ပေါ့ပပလေးဖြစ်အောင်ဆိုအဲ့အနဲ့ဧည့်သည်ကပထမတော့မထိုင်ညင်းနေမယ်နောက်ကျတော့ထိုင်ပြီးတော့မှကိုနဲ့ဆွေးနွေးတယ်ဒီမှာလုတ်ဘယ်လောက်လဲအဲဟိုတနေ့ကလုတ်သွားတဲ့တငယ်ချင်းကဒီမှာလိုလိုလေးမျိုးပေါင်းဒီလောက်ပဲကြတယ်ပြောလို့အဲအဲ့ဒါကြသူ့လုတ်သွားတဲ့ product ကတော့ဒါလေးမျိုးတရားမို့လို့ကြတယ်ဒီဘက်ကတော့ဒီလိုလိုရှိရဆိုရှင်းပြ ဲ့ချိန်မှာမှသူ့ကိုဘာတောက်မလဲမသိအဲ့ဒါကမှလာပဲမေးတာနော်ကိုကလှုပ်လိုက်တဲ့ချိန်မှာကိုပြောလိုက်တဲ့စာပြေကိုကြိုက်ပြီဒါဆိုချောက်ကလေးစင်းလေးလှုပ်သွားလိုက်မယ်လေးဆိုတော့ဖြစ်သွားအဲ့လိုမှဆိုလဲတန်းပြီးတော့ဒါကြီးလှုပ်အောင်မှလာမဟုတ်သေးဘူးလေဘလောက်တန်တဲ့လှုပ်မှလဲမေးပြီးတော့မှသူ့ရဲ့ product ကိုတတ်ထည့်အောင်မှလာဟုတ်တယ်မှာအဲ့ဒါကြောင့်မလို့ဒါကို post ဖို့အချိန်မရှိဘူးဆိုတော့လောက်ဒီဧည့်သည်မကြနေရတော့မယ်တကယ်လို့မှကိုစီမှာ post ဖို့အချိန်လုံးဝမရှိပဲကြနေရဆိုတက်ကိုနှစ်စုံပေးမှာပေါ့ဟုတ်တယ်မလားတက်ကိုနှစ်စုံပေးမယ်လေတန်းသားနှစ်စုံဟုတ်တယ်မလားနှစ်စုံရှိရဲ့ဆိုတစ်စုံပြီးတစ်စုံလဲမယ်လေဟုတ်တယ်မလားလွယ်လွယ်လေးပဲ ဲ့ဒါလည်းမပေးချင်ဘူးဧည့်သည်ကလည်းအရင်ကြာနေရဆိုလို့ရှိရင်တော့ဒါကတော့ဧည့်သည်ကိုဧည့်သည်ဘက်ကိုမကြည့်ရနဲ့တူတူပဲကိုကရေရှည်လောက်စားမှဖြစ်တယ်ဆိုကိုကြောက်ထက်ကြည့်လို့မရဧည့်သည်တော့လည်းကြည့်ရမယ်နော်အဲ့ဒါကြောင့်မှဧည့်သည်တော့ကြည့်မှာမို့လို့ဓာရီကိုကင်ပြီးတို့တခြားပြပြတာအာအကျံပန်းတွေကင်ထားတယ်ပန်းကုန်းတွေထိထားတယ်ဆိုဧည့်သည်ကြောက်သွားပြီအဲ့တော့ကြောင့်ဒွေဆက်လေးနဲ့ဘလို့လေးသွားမလဲပြီးလို့ရှိရင်ဒါမပူအောင်လုပ်မယ်အခုဧည့်သည်တွေကကြောက်တာဒွေဆက်တွေကြောက်ကြတယ်အဲ့လိုမျိုးကြအဲ့တေချာတင်ပေးပြီးတော့မှကိုလည်းတေချာရပြီဆိုမှဧည့်သည်ကိုစားပြပြတာအကောင်းဆုံးပဲနော်ဒီမှာဓာတရားစပြား ယေရှုစေးပြလို့လေလက်စိမ်နဲ့ဟာအဲ့လိုပြောဝင်မယ်နော်ပြီးသွားလို့ရှိရင်ဒီမှာဆက်ပြတဲ့မျိုးထဲမယ်တတဲ့ကိုစိမ်ဆက်ပြလို့ရ